ကျွန်တော်ရဲ့ TM Media Facebook page ကိုအတူလုပ်တဲ့ page ပေါ်လာပါတယ်ကျွန်တော်မိတ်ဆွေတွေတောင်မှအစ်စ်မှတ်လို့အဲ့ဒီမှာတင်ထားတဲ့ကျွန်တော်ဗီဒီယိုတွေကိုယူပြီးတော့ကျွန်တော် share လိုက်ကြသေးတယ်လို့ပြောပါတယ်သူများအစ်စ်ထင်တာကိုမပြောပါနဲ့ကျွန်တော်တောင်မှရုပ်တရက်ကြည့်လိုက်တော့ကျွန်တော် page လို့ထင်လိုက်မိပါသေးတယ်တပုံစံနဲ့လုတ်ထားတဲ့အပြင်မှာကျွန်တော်ဗီဒီယိုတွေကိုပါ download လုပ်ပြီးတော့ကျွန်တော်တင်ထားပါတယ်ကျွန်တော်ရဲ့ logo တွေကျွန်တော်ရဲ့ profile ပုံတွေကအစားအကုန်လုံးကိုကူးပြီးတော့ကျွန်တော်လုတ်ထားတာပါအဲ့ဒီဆမ်မနာက February လ9ရက်နေ့မှာ တရင်စုံလင်းဆိုပြီးကြတော့စပြီးတော့ဖွင့်ပါတယ်ဗျာဖေဖော်ဝါရီလ16ရက်နေ့ကျတော့တရင်စုံလင်းကနေပြီးတော့ TM Media ဆိုပြီးတော့နာမည်ပြောင်းပြီးတော့အတီပေါကြီးလှုပ်တော့တာပါပဲကျွန်တော်ဗီဒီယိုတွေကိုလည်းအဲ့ဒီမှာယူပြီးတော့တင်ပါတယ်ကျွန်တော် page ကိုဘာကြောင့်အတုလုပ်တယ်လဲဆိုတာစဉ်းစားစရာပါငွေကြေးအမြတ်အစွန်းရဖို့အတွက် page အတုထောင်ပြီးတော့ follower များလာတော့မှရောက်စားကြတဲ့သူတွေရှိပါတယ်ဒါပေမဲ့အဲ့လိုယူရချက်နဲ့လုံမဲ့ဆိုလို့ရှိရင်ကျွန်တော်ထက် follower အများကြီးပိုတဲ့ page တွေရှိပါတယ် ငွေကြေးအတွက်ဆိုလို့ရှိရင်အဲ့ဒါလိုတခြား page တွေကိုသာအတူလုပ်ဖို့များပါတယ်အခုကျွန်တော် page ကိုအတူလုပ်တာဟာနိုင်ငံရေးယူရခြင်းနဲ့လုပ်တာဖြစ်ဖို့များပါတယ်နိုင်ငံရေးအရာနာမည်ဖြတ်ခြင်းလို့အပုတ်ချခြင်းလို့မဟုတ်တာတွေတင်ဖို့အတွက်ဒါအစပြုပြီးတော့ကျတော့လှုပ်လာတာမျိုးဖြစ်ဖို့များပါတယ်အဲ့ဒါကြောင့်အဲ့ဒီ page အတူကို report လုပ်ပေးကြဖို့မြစ်တာရက်ခတ်ပါတယ်ခင်ဗျာများများ report လုပ်မှအဲ့ဒီ page ပြတ်မှာပါ ကျွန်တော်ကိုအုပ်စုဖွဲ့ကမ်ပိန်းလုပ်ပြီးတော့တိုက်ခိုက်ကြတာမျိုးတွေရှိတယ်ဆိုတာသိကြပြီးဖြစ်ပါလိမ့်မယ်အဲ့ဒါလိုကမ်ပိန်းလုပ်တဲ့အဖွဲ့တစ်ဖွဲ့ကအခုဒီလို page ထောင်ပြီးတော့ကျွန်တော်တိုက်ခိုက်ဖို့ကြံစီလာတာမျိုးလဲဖြစ်ဖို့များပါတယ်မြန်မာနိုင်ငံမှာကြံရွယ်ချက်ရှိရှိနဲ့စနစ်တကျအုပ်စုဖွဲ့ကမ်ပိန်းလုပ်တဲ့အဖွဲ့နှစ်ဖွဲ့ပဲရှိပါတယ်အဲ့ဒီနှစ်ဖွဲ့ဘလို့ပေါ်ပေါက်လာတယ်ဆိုတာကိုအကျဉ်းချုပ်ပြန်ပြောပြပါမယ်အုပ်စုဖွဲ့ကမ်ပိန်းလုပ်တိုက်ခိုက်တယ်ဆိုတော့လောက်ရအကြောင်းကိုတော်တော်များများက သိကြပြီး ဖြစ်ပါလိမ့်မယ်ဒါပေမဲ့မတည်သေးတဲ့လူတွေလည်းရှိကြပါသေးတယ်တချို့ကတော့အပေါ်ယံလောက်ပဲတိထားကြကြတာမျိုးလည်းရှိပါတယ်ဒီနေ့လိုခင်မျိုးမှာအဲ့ဒါလိုလောဟန်မျိုးကိုသေးသေးချာချာသိနေဖို့အရေးကြီးပါတယ်အဲ့ဒါလိုလောဟန်ကိုမသိလို့ရှိရင်လူလိန်ခံရတတ်ပါတယ်အဲ့ဒါကြောင့်သိဖို့အရေးကြီးတာပါအုပ်စုဖွဲ့ကမ်ပိန်းလုပ်တာကိုစစ်အုပ်စုကစပြီးတော့လုပ်ပါတယ်စစ်အုပ်စုဟာဖိနှိပ်တာမတရားတာတွေကြောင့်လူများရဲ့စက်ကျင်မုန်းတိမှုကိုခံလာကြရပါတယ် စစ်အုပ်စုကိုပြည်သူတွေကဘယ်တော့မှစပြီးတော့မုန်းတယ်လဲဆိုတော့62ခုနဲ့အာနာသိမ့်ပြီးကတည်းကကြကြနာနာမုန်းပါတယ်62ခုနဲ့မတိုင်ခင်ကတည်းကစစ်တပ်ကလူတတ်တာတွေရှိခဲ့ပေမဲ့စစ်အုပ်စုရဲ့လို့လူသူကခွဲခြားတတ်မှတ်တာမျိုးနေပါသေးတယ်62ခုနဲ့နောက်ပိုင်းအထူးသဖြင့်တော့7 July အရေးတော်ပုံကြီးဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့လူသူဟာစစ်အုပ်စုစစ်အာဏာရှင်ဆိုတဲ့သဘောကိုကောင်းကောင်းနားလည်လာပါတယ်ကောင်းကောင်းလည်းစန့်ကျင်လာကြပါတယ် ဒါပေမဲ့တကယ်တမ်းစန့်ကျင်မှုပိုပြီးတော့ကြီးလာတာကတော့1988ခုနှစ်နောက်ပိုင်းကျမှာပါ88နောက်ပိုင်းမှာလူလူကစေအုပ်စုကိုမုန်းကြပေမဲ့အဲ့ဒီအမုန်းဟာတစုတဲ့တစီတဲ့ခိုင်ခိုင်မာမာမတိမမြင်လာကြသေးပါဘူးလူလူရဲ့သဘောထားကိုလူလူကပေါ်ထုတ်ခွင့်တိတ်မရကြသေးပါဘူးကိုယ်သဘောထားပေါ်ထုတ်ဖို့ဝေးလို့သတင်းကိုသိကျင်တယ်ဆိုလို့ရှိရင်တောင်မှ BBC VO တွေကိုခို့နှထားရတဲ့ခစ်ပါ ဒါပေမဲ့တက်ကရစ်2000ခုနဲ့နောက်ပိုင်းမှာတော့မီဒီယာတွေအသွင်ပြောင်းလာပါတယ်လူမှုကွန်ရက်ပေါ်လာပါတယ်2004ခုနှစ်မှာ Facebook စတင်ပြီးတော့2009ခုနှစ်လောက်မှာမြန်မာတွေ Facebook အသုံးပြုမှုများလာပါတယ်ဥသိဆိုင်အာဏာရပြီးတဲ့နောက်မှာ mobile phone ကွန်ရက်ကို လူစုလက်လန်းမီအောင်အစီအစဉ်ရှိရှိနဲ့အရင်ကပိတ်ဆို့ပြီးတော့တမ်မနီဒရိုင်းကြီးကာစီထားရကနေပြီးတော့အဲ့ဒီတမ်မနီဒရိုင်းကြီးကိုဖြိုချပစ်လိုက်ပါတယ်အဲ့ဒီမှာ mobile phone နဲ့လူမှုကွန်ရက်တုံးဆွဲတာဟာ အမခန့်တိုးပွားများပြားလာပါတယ်။တရင်အမှောင်ချခံထားရပြီးတော့မွန့်ကျက်နေတဲ့မြန်မာပြည်သူလူထုဟာ Facebook ကိုတရင်ရယူစရာနေရာအဖြစ်နဲ့အသုံးပြုလာကြပါတယ်။ Facebook ကိုတရင်တင်စရာနေရာအဖြစ်နဲ့လည်းအသုံးပြုလာပါတယ်။မိမိတို့ရဲ့လွတ်လပ်စွာပြောရေးဆိုခွင့်ကိုအသုံးချတဲ့နေရာတနေရာလဲဖြစ်လာပါတယ်။စစ်အုပ်စုကမတရားမှုတစ်ခုခုကိုလုပ်လိုက်ပြီဆိုလို့ရှိရင် Facebook ပေါ်မှာအော်တောင်းနေတရင်ဖြစ်တော့တာပါပဲ။လူတွေကမဟုတ်တာတွေ့ရင်အများပြဝိုင်းပြီးတော့ န့်ကွက်ကြတော့တာပါပဲတသလုံးပြောခွင့်မရတဲ့လူတွေဟာ Facebook ပေါ်မှာမတရားမှုကိုဖွင့်ချကန့်ကွက်လာပါတယ် Facebook ကိုကြည့်ပြီးတော့လူလူသဘောထားကိုတိတိသွသာမြင်လာရပါတယ်မကောင်းမှုတွေနဲ့တနေ့တခြားကြီးထွားလာတဲ့စိတ်အုပ်စုရဲ့အဖေမပေါ်တဲ့ကိုယ်ဝန်ဟာလူလူရှင်းမောက်မှာဖုံးမရဖိမရဖြစ်လာပါတယ်အဲ့ဒီခါမှာလူလူကိုတသလုံးဖိနှိပ်လာတဲ့စိတ်အုပ်စုဟာ Facebook ကိုပိတ်ဖို့ကြိုးစားပါသေးတယ်ဒါပေမဲ့မအောင်မြင်ပါဘူးအဲ့ဒီခါမှာစိတ်အုပ်စုဟာဆော့ဆော့ကကျွန်တော်ပြောတဲ့အုပ်စုဖွဲ့ကမ်ပိန်းလုပ်တိုက်ခိုက်တဲ့နည်းကိုအသုံးပြုလာပါတယ် ဘယ်လိုလုပ်တယ်လဲဆိုတော့စစ်သားတစုကတနေရာမှာတင်းဖွဲ့စုဝေးထိုင်ပြီးတော့အကောင့်တူတွေအများကြီးဖွဲ့ပါတယ်သူတို့မကြိုက်တဲ့အတွေးခေါ်အယူဆတစ်ခုခုတက်လာလို့ရှိရင်အဲ့ဒီအကောင့်တူတွေအများကြီးကိုသွန်းပြီးတော့ comment တွေအများကြီးဝိုင်းပေးပါတယ်ကျန်တဲ့လူတွေရဲ့အမြင်မှာစန့်ကျင်ကန့်ကွက်တဲ့သူတွေအများကြီးပါလားလို့ထင်လာအောင်လုပ်တာပါတချို့လူတွေကလည်းအဲ့ဒီအများကြီးမတ်နေတာကိုကြည့်ပြီးတော့လူအများစုကြီးရဲ့သဘောထားကအဲ့ဒါပါလားလို့ထင်လာတတ်ကြပါလေသူတို့ထင်လူအများစုကြီးရဲ့ သဘောထားရဲ့နောက်မှာရောရောင်ပြီးတော့ကြာတော့ပါလာကြပါတယ်အဲ့ဒါလို့ ਨੇ လူပို့ပြီးတော့များလာအောင်လုပ်တဲ့နေပါအဲ့ဒါလို့လုံရက်ကိုစိုက်ဝါလုပ်တယ်လို့လည်းခေါ်ပါတယ် psychological warfare တနည်းအားဖြင့်ပြောရလို့ရှိရင်စိတ်သက်ဆစ်ဆင်ရေးလုပ်တာပါပဲတရုတ်နိုင်ငံမှာတော့အဲ့ဒါမျိုးလုပ်တာကိုအာဘော်ဖန်တီးတယ်လို့ခေါ်ပါတယ်လူများရဲ့အာဘော်ပဲလို့ထင်လာအောင်အဲ့ဒီအကောင့်အတုတွေကဝိုင်းပြီးတော့ကျင့်တဲ့တာပါအဲ့ဒါမျိုးကိုပထမဆုံးစလုပ်တဲ့နေရာကအမေမျိုးနာကရတနာဘုံ cyber city မှာပါစစ်ကောင်စီကလုပ်တာပါညဉ့်ညက်ပတ်ပတ် ပြင်းပြင်းထန်ထန်ဆဲဆိုတာမျိုးတွေကိုလည်းအဲ့လူတွေကအများဆုံးလုပ်လိမ့်ရှိပါတယ်အဲ့ဒါကတော့စစ်တပ်အကျင့်ပါလာတာလို့ဆိုရမှာပါ စစ်တပ်စစ်သားတွေဟာအဆဲပုတ်ကြပါတယ်သူတို့တင်နန်းတွေမှာကလေးကဆဲဆိုရိုက်နှက်ပြီးတော့တင်နန်းပိတ်လာတာပါအဆဲမပုတ်ရင်စစ်သားမဟုတ်လို့ပဲလို့တောင်းပြောရမယ့်သဘောပါလူမျိုးရေးပြိပက္ခတွေမှာလူအများကမွတ်စလင်ကိုမုန်းလာအောင် လှုပ်ဆိုတဲ့အခါမှာလည်းအဲ့ဒီနေကိုအများဆုံးသုံးပါလေ BBC VOA သတင်းဌာနတွေရဲ့သတင်းတွေအောက်မှာဆဲဆိုတာတွေအများပြားလှုပ်ပြီးတော့အဲ့ဒီသတင်းဌာနတွေကိုလူတွေကမုန်းနေပြီလို့ထင်အောင်လုပ်ပါတယ်အဲ့ဒီလှုပ်ရဟာအထူးတလဲလဲအောင်မြင်ခဲ့ပါတယ်ဆဲအုပ်စုကအဲ့လိုလှုပ်တာကိုဒီမိုကရေစီအင်အားစုတွေဘက်ကသိကြပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကဒေါ်ဆန်းစုကြည်အာဏာရလာပြီးတဲ့နောက်ပိုင်းမှာဒီမိုကရေစီအင်အားစုဆိုသူတွေကအဲ့လိုအလားတူလှုပ်ရမျိုးကိုလှုပ်လာတာတွေ့ရတဲ့အချက်ပါ Facebook ကို Facebook တို့လို social media မျိုးနဲ့ဆက်ဆံစကားပြောဖို့အတွက် social media team ကိုသူတို့ဖွဲ့ခဲ့ကြပါတယ်။မူလရည်ရွယ်ချက်ကတော့ Facebook ပေါ်မှာအမုန်းစကားပြောတဲ့သူတွေသတင်းမှဖြန့်ချိတဲ့သူတွေကိုပိတ်ပင်ရေးအတွက် Facebook နဲ့တရားဝင်ဆက်ဆံမှုဖွဲ့ထားတဲ့အဖွဲ့အစည်းပါ။ဒါပေမဲ့တခါတလေမှာဒီမိုကရေစီသမားတွေရဲ့ရင်ကျိမှုနဲ့ဇာတိတာကိုစစ်အုပ်စုကကောင်းကောင်းဖျက်ဆီးပြောင်းလဲပြစ်နိုင်တာကိုတွေ့ရပါတယ်။ ဆဲအုပ်စုကဒုစရိုက်မှုကိုအင်အားသုံးပြီးတော့ကလိန်ကကျစ်လုပ်တဲ့အခါမှာဆော့ဆော့က Facebook လို social media မျိုးနဲ့စကားပြောဖို့အတွက်ဖွဲ့ထားတဲ့ team ဟာဆဲအုပ်စုလုပ်တယ်လို့လိုက်လုပ်တာကိုတွေ့ရပါတယ်။ဆဲအုပ်စုဟာဒီမိုကရေစီသမားတွေရဲ့အရင်ကျင်းမှုနဲ့ဇာတိတားကိုဖျက်ဆီးနိုင်တာဟာဒီချိန်ထဲသာမကပါဘူး။အခုလက်နက်ကိုင်တော်လှန်ရေးဖြစ်လာချိန်မှာလည်းအလားတူဖြစ်စဉ်မျိုးတွေကိုတွေ့ရပါတယ်။စစ်ကောင်စီတပ်သားတွေပြူစောထီးတွေကလူတွေကိုရဲရဲဆက်ဆက်ခေါင်းဖြတ်တက်မိရှုတက်တာတွေလုပ်ပြတော့တော်လိုင်းရေးသမားတွေဟာဒေါသထွက်နာကြီးပြီးတော့ စစ်သားတွေပြူစောထွေးတွေလုတ်တလို့သူတို့ကလည်းလိုက်ပြီးတော့လောက်ကြတာကိုတွေ့ရပါတယ်။ဒါဟာတော်လိုင်းသမားတွေရဲ့ယဉ်ကျေးမှုနဲ့ဇာတိတာကိုဖျက်ဆီးလိုက်တာပါပဲ။တိကျတဲ့လမ်းစဉ်နဲ့တိကျတဲ့ဥဆောင်မှု မရှိလို့သာအဲ့ဒါလိုလမ်းကြောင်းမဟုတ်ဘူးရောက်ကုန်ကြတာပါ။ခေါင်းဆောင်တွေအမြင်ရှင်းပြီးတော့တိတိကျကျဥဆောင်မှုပေးနိုင်လို့ရှိရင်အဲ့ဒါမျိုးမဖြစ်အောင်တားလို့ရပါတယ်။ဆော့ဆော့ကစကားကိုပြန်ဆက်လို့ရှိရင်ဒီမိုကရေစီအုပ်စုရဲ့ဆိုရှယ်မီဒီယာတီးမှာမဘာသားနဲ့စစ်ကောင်စီကို သူတို့လုပ်သလိုမျိုးပြန်လုပ်ကြပါတယ်သူတို့လုပ်သလိုပဲအကောင့်တူတွေအများကြီးပွားလူဝင်အားသုံးတင်းဖွဲ့ပြီးတော့ကြတော့လူအမြောင်များရဲ့သဘောထားဖြစ်လေဟန်ဖန်တီးပြီးတော့တိုက်ခိုက်ပါတယ်အဲ့လိုညီမျိုးကိုစေုပ်စုတို့မဘာသားတို့ကိုဆက်ကျင်တဲ့နေရာမှာပဲအသုံးပြုတာမဟုတ်ပါဘူးအဲ့လိုလုပ်တာဟာအောင်မြင်တယ်ဆိုတာကိုသူတို့သိပြီးတော့အရသာတွေ့လာပါတယ်အဲ့တော့စေုပ်စုသားမက သူတို့ကိုဝေဖန်တဲ့သူတွေကိုပါအဲ့ဒါလိုနှီးမျိုးနဲ့အကောင့်တွေသုံးပြီးတော့ကြတော့တိုက်ခိုက်ကြပါတယ်ဒီမိုကရေစီတမားအချင်းချင်းပြဿနာတွေကိုဖြေရှင်းရမှာပါအဲ့ဒါလိုအကောင့်တွေသုံးပြီးတော့အယောင်ဆောင်နေနဲ့တိုက်ခိုက်ပါတယ်လူအများကြီးရဲ့သဘောထားလို့ထင်လာအောင်လုပ်ပါတယ်အဲ့ဒါလိုအုပ်စုတွေကိုနှီးပိနေလို့သမုတ်တာခံကြရပါတယ်ဝမ်းနေပါတယ်ဒီစကလုံးကိုကျွန်တော်တကယ်တော့မသုံးချင်ပါဘူးဒါပေမဲ့လူအများနားလေအလွယ်ဆုံးဖြစ်အောင်ဖော်ပြနိုင်တဲ့စကလုံးကအဲ့ဒီစကလုံးပဲဖြစ်နေလို့ ီစကလုံးကိုတုံးလိုက်ရတာပါအဲ့ဒီနီပိတ်ဆိုတဲ့သူတွေဟာ1989 90ခုနှစ်ကတည်းက NLD တဲကိုရောက်လာကြတဲ့သူတွေမဟုတ်ပါဘူး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ငံမွေးချံပေါက်တွေမဟုတ်ကြပါဘူး NLD ရွေးကောက်ပွဲနိုင်တဲ့အချိန်ကြမှာခေကောင်းရောက်ပြီးဟာဆိုပြီးတော့ဝင်လာကြတဲ့သူတွေကအများစုပါအဲ့လိုလူမျိုးတွေဟာပြည်တွင်းမှာရောပြပမှာပါရှိကြပါတယ်မနေ့တနေ့ကမှနိုင်ငံရေးအငွေ့အသက်ကိုရှူပူးကြပြီးတော့ သူများထဲဆယ်ပြန်နီးပြနေကြတဲ့သူတွေပါအဲ့ဒီအုပ်စုဟာဆေးအုပ်စုနဲ့ဘလောက်တောင်တူတယ်လဲဆိုလို့ရှိရင်အစဲပုတ်တာကအစတူပါတယ်အဲ့ဒီအုပ်စုတွေကအမျိုးသမီးတယောက်ဟာဆိုလို့ရှိရင်ဖះရှင်သာတတ်တော်ထင်ရှားရှိနေသင့်မယ်ဆိုလို့ရှိရင်အစဲပုတ်ခြင်းအရာမှာအစ်တက်ဘွဲ့တောင်မှရနိုင်လောက်မယ်ထင်ပါတယ်အဲ့ဒီအစုရဲ့ဇိုင်းလက္ခဏာကဒေါအောင်ဆန်းစုကြည်လို့ရင်ဘာဖြစ်ဖြစ်ထောက်ခံတယ်ဒေါအောင်ဆန်းစုကြည်ကိုဝေဖန်ရင်တော့ကဘာရမ်းမယ် NUG လို့ရင်ဘာဖြစ်ဖြစ်ထောက်ခံတယ် တော်လန်ရေးပျက်စီးစေမယ့်ဟာမျိုးကို NUG ကလုပ်နေလို့ရှိရင်တောင်ထောက်ခံပါလေဝေဖန်ခဲ့ရင်တော့ဘလို့လူကဝေဖန်ဝေဖန်ကဘာရံမှာပဲဝေဖန်တဲ့လူထောက်ပြတဲ့လူရဲ့ပုံရိပ်ကိုလူများကတမျိုးတမျိုးထင်အောင်ပုံဖြတ်ပြီးတော့ရုပ်ဖြတ်ပြီးတော့မဟုတ်တာတွေပြောပြီးတော့လည်းတိုက်ခိုက်ပါလေကျွန်တော်ကအခုတော်လန်ရေးကာလမှာပါသုံးလုံးတချို့ရဲ့လူတတ်တဲ့လောက်ရပြန်မေးဆွဲတဲ့လောက်ရမရင်းချင်းတဲ့လောက်ရငွေကြေးအလဲသုံးစားလောက်တဲ့လောက်ရတွေကိုဝေဖန်ထောက်ပြပါတယ်ဒါကမလုပ်လို့လည်းမဖြစ်ပါဘူး ပြည်သူနားလာပါပြီပြည်သူတွေဒုက္ခရောက်လာပါပြီပြီးတော့အဲ့ဒီလှုပ်ဟန်တွေဟာတော်လန်ရေးကိုပါကြာရှုံးသွားအောင်ဆွဲချမဲ့လှုပ်ဟန်တွေပါအဲ့ဒါလိုဝေဖန်ချက်တွေကို NUG တဲကခေါင်းဆောင်တချို့ကတောင်မှလက်ခံကြပါတယ်ပါတလို့နဲ့ပတ်သက်ပြီးတော့ပြုပြင်မှုတွေလိုအပ်ကြောင်းကိုသူတို့ဝန်ခံကြပါတယ်ပြင်ဆင်မယ်လို့လည်းသူတို့ပြောလာကြတယ်ပြောထားကြတယ်ဆိုတော့အလုံးအသိပါဒါပေမဲ့စောစောတုန်းကအုပ်စုဖွဲ့တိုက်တဲ့ကမ်ပိန်းအုပ်စုကတော့လက်မခံတဲ့အပြင်မှာ ကျွန်တော်ကတော့ဆေယောစုရဲ့လူဆိုပြီးတော့နာမည်ဖြတ်တိတ်ခါချစော်ကားပြီးတော့အများပြည်သူအထင်မြင်လွဲမောင်းအောင်တိုက်ခတ်ပါတယ် Facebook comment တွေကိုကြည့်လို့ရှိရင်အဲ့လိုမျိုးတွေကိုတွေ့နေပါတယ်အမျိုးသမီးအပေါ်မှာလိမ်မိုင်းဆိုင်ရာစော်ကားတဲ့အမှုကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့အရေးယူခံထားရတဲ့သူတယောက်ကလည်းကျွန်တော်ကိုအဲ့ဒီလိုမျိုးတိုက်ခတ်တာတွေလုပ်ပါတယ်အကောင့်အတုသုံးပြီးတော့တွန်းတွန်းကျဲကျဲတိုက်ခိုက်တဲ့သူတယောက်ကလည်းကျွန်တော်ကို ပြောင်းတိုက်ခိုက်တာမျိုးလုပ်ပါတယ်။အဲ့လူတွေကိုကျွန်တော်ပြန်ပြီးတော့မတုံ့ပြန်ပါဘူး။တုံ့ပြန်စရာမလိုဘူးလို့ထင်လို့ပါ။ NUG ရဲ့တာဝန်ရှိသူတယောက်ကသာပြောတာဆိုလို့ရှိရင်တော့တုံ့ပြန်တာရှင်းလင်းတာမျိုးကိုကျွန်တော်လုပ်မှာပါ။အဲ့လိုတိုက်ခိုက်မှုတွေကိုဂျိုးဂျိုးတာမန်လူတွေတဲကတောင်မှနားယောင်တဲ့သူတွေရှိပါတယ်။အဲ့လိုနားယောင်တဲ့လူတယောက်ကကျွန်တော်ကိုလာပြောပါတယ်။မိတ်ဆွေတွေကပါပဲ။ဒီလောက်ဆုံးနေတဲ့ခကြီးမှတောင်မှဂျားနေရေးမှုကို ခမားကကျင့်သုံးနေတုံးပဲလားတဲ့ကျွန်တော်လာပြီးတော့ပြောပါတယ်ဘက်မလိုက်ရေးမှုကိုကျင့်သုံးနေတုံးပဲလားတဲ့ကျွန်တော်မိဒီယာမှာဘက်ရှိပါတယ်အဲ့ဒီဘက်ဟာအနီးဘက်လည်းမဟုတ်ပါဘူးအစိမ့်ဘက်လည်းမဟုတ်ပါဘူးသူများတွေအတင်းအုပ်နေကြတယ်လို့မျိုးတတရအုပ်စုဆိုတာမျိုးလည်းမဟုတ်ပါဘူးကျွန်တော်တို့ TM Media ဟာပြည်သူဘက်မှာပဲရပ်ပါတယ်ပြည်သူအကျိုးတစ်ဖက်အလုပ်လုပ်ပါတယ်ပြည်သူကိုထိခိုက်နစ်နာအောင်လုပ်လို့ရှိရင်ဘယ်သူပဲလုပ်လို့ အဲ့ဒါလို့လုတ်တဲ့လောက်ရောက်ကို ဖုံးဖိပေးမှာမဟုတ်ပါဘူး။ဒါသတင်းစာဘိုးရည်ကြီးဆရာကြီးတခင်ကိုရောင်မိုင်းရဲ့မူပါပဲ။မိုင်းရဲ့မူကို TM Media ကအမွေဆက်ခံတယ်လို့အသိပေးကြပါတယ်ခင်ဗျ။ဆရာဘုံမတရားရဲ့လင်းယုံကြတယ်။ဆရာဦးချစ်မောင်ရဲ့ဂျာနယ်ကျော်တို့ဟာလည်းအဲ့ဒါလို့မူမျိုးနဲ့ရက်ခဲ့ပါတယ်။အဲ့ဒါကြောင့်ပြည်သူကိုနစ်နာအောင် လုတ်တဲ့သူတွေကကျွန်တော်တို့မီဒီယာကို မုန်းကြပါတယ်။ဆေးအုပ်စုကလည်းကျွန်တော်ကိုတိတ်မုန်းပါတယ်။တိုက်လဲတိုက်ခိုက်ပါတယ်။ သူတို့ကျွန်တော်ဗီဒီယိုနဲ့သုံးသက်ချက်တွေကိုကြည်လဲကြည့်ကြပါတယ်ဗိုလ်ချုပ်ဆောင်မင်းထွန်းရဲ့မွေးနေ့အလှူနဲ့ပတ်သက်ပြီးတော့ကျွန်တော်သုံးသက်ချက်လုပ်တော့သုံးသက်ချက်ထွက်ပြီးဗီဒီယိုထွက်ပြီးတဲ့နောက်တနားရီအတွက်မှာအလှူလုပ်တဲ့အကြောင်းကဖုန်းတော်ကြီးတစ်ပါးကလာရောက်ဆက်သွယ်ပြီးတော့အဲ့ဒီဗီဒီယိုကိုဖြုတ်ချပေးဖို့လာပြောပါတယ်အဲ့ဒီအကြောင်းကစစ်ကောင်စီအကောင်ကြီးတွေအလှူအတန်းလုပ်နေကြအကြောင်းပါဆရာတော်ကိုကျွန်တော်တော်တော်အားနာမိပါတယ်သူခင်ဗျာတော်တော်ကြီးကိုဖိအားအပေးခံရပုံပေါ်ပါတယ် ဖုံကြီးဖြစ်ပေမဲ့တော်တော်ကိုတောင်းတောင်းမှန်မှန်နဲ့ပြောရှာပါတယ်ဖြုတ်ချပေးဖို့ဒါပေမဲ့မတက်နိုင်ပါဘူးလူကိုလေးစားပါတယ်တင်ငန်းကိုလည်းရွတ်သေးပါတယ်ဒါပေမဲ့မူကိုတော့မပြင်းနိုင်ပါဘူးပြောရှင်တာကသူတို့ကလည်းကျွန်တော်ကိုစောင့်ကြည့်ပြီးတော့မြေတားပုံနေကြပါတယ်ဒါပေမဲ့နီဘောအုပ်စုနီပိအုပ်စုကတော့ကျွန်တော်ကိုစစ်အုပ်စုနဲ့ပေးစားပြီးတော့နာမည်ဖြတ်တိတ်ခါချတာမျိုးပါလုပ်ပါတယ်လူများအထင်မြင်လွှမ်းမောင်းအောင်လုပ်ပါတယ်အခု page အတူရဲ့လောက်ဟန်က ငွေကြေးရည်ရွယ်ချက်ဟုတ်ပုံမရပါဘူးနာမည်ဖြတ်ဖို့တိတ်ခါချဖို့ကြံရွယ်ချက်နဲ့နိုင်ငံရေးဖောင်းပေါ်ထုမလို့လုတ်တဲ့လောက်ဟာမှာပြောင်းလဲတိုက်ကြပါလေအားမရသေးလို့ချက်အောက်ထိုးဖို့ကြံတဲ့အကြံပါဘယ်သူတွေလုတ်တယ်လဲဆိုတော့ဆော့ဆော့ကဆိုရှယ်မီဒီယာတင်းဖွဲ့ထားတဲ့အဖွဲ့နှစ်ဖွဲ့တည်းကတစ်ဖွဲ့ပဲဖြစ်မှာပါဘဲဖွဲ့ဆိုတာကတော့တိတိကျကျမသိသေးပါဘူး နှစ်ဖွဲ့စလုံးရဲ့လှုပ်ဟန်ဟာအုပ်စုဖွဲ့ပြီးတော့မဟုတ်မမှန်လှုပ်ကြံတိုက်ခိုက်တာဖြစ်တဲ့အတွက်လမ်းတရဲလှုပ်ဟန်မင်းမဲ့စရိုက်လှုပ်ဟန်အောက်တန်းကြတဲ့လှုပ်ဟန်ဖြစ်ပါတယ်မူလစစ်မြစ်ပိုင်ရှင်အစ်စ်ကတော့ဆေးအုပ်စုပါအဲ့ဒါလိုလှုပ်ဟန်ရဲ့မူလစစ်မြစ်ပိုင်ရှင်အစ်စ်ကဆေးအုပ်စုပါနိပိန်လိုအမိတက်ခံရတဲ့လူတစုကတော့စေအုပ်စုကဖြစ်စည်းလို့ယဉ်ကျေးမှုနဲ့ဇာရိုက်တာပျက်စီးသွားပြီးတော့စေအုပ်စုလုတ်တလို့လိုက်လုကြတဲ့သူတွေပါ TM Media အနေနဲ့ကတော့ဘသူတွေပါပဲပြောပြော ကိုလန်းကိုသာ ဖြောက်ဖြောက်လျှောက်ပါဆိုရဲဖလော်ရင့်မြို့သားကြီးဒန်တေရဲ့စကားအခုလဲကျွန်တော်တို့ TM Media ရဲ့မူဝါဒပါပဲလို့သာပြောကြပါတယ်ခင်ဗျာ